ရဲမြန်မာနိုင်ငံထဲမှာစစ်ကောင်စီဟာစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးအာရမဖမ်းဆီးစစ်သားစုဆောင်မှုတွေရှိနေရာကြောင့်ပြည်ပရောက်မြန်မာလုပ်သားတွေနိုင်ငံတွင်းပြန်ဝင်ကြဖို့ရွှေပြောင်းလုံသမားရေးဆောင်ရွက်သူတွေနဲ့ဒီပါလောက်ကန်ရှာဖွေအေဂျင်စီတွေကတတိပေးတိုက်တွန်းနေကြပါတယ်။ကြံကာလာတွင်နေရပြန်ကြမဲ့မြန်မာလုပ်သားတွေပါဝင် နိုင်ငံသားရွှေပြောင်းလူသမားတွေကိုထိုင်းလူသမားဝင်ကြီးဌာနကမလ17ရက်နေ့မှာဗီဇာကင်းလွတ်ခွင့်နဲ့နေရပြန်ခွင့်ပြုလုပ်တဲ့ပေါ်အခုလိုမှတ်ချက်ပြုကြတာဖြစ်ပါတယ်။အမပြည်ထဲမှာဒီစစ်မှုရမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဟိုတင်းတင်းကြပ်ကြပ်ဟိုပေါ့နော်ပြန်လာတဲ့လူ့သမားတွေရောပြည်တွင်းမှာရှိတဲ့လူငယ်တွေရောအဲပြီးတော့ထိုင်းမှာမိပြီးတော့ပြန်ပို့တဲ့သူတွေရောဟိုတင်းတင်းကြပ်ကြပ်ဖမ်းဆီးနေတဲ့အချိန်မျိုးမှာ အခုလိုမျိုးအိမ်ပြန်ခွင့်ပြူတာတို့ဘာတို့ကြတော့ဒါကကျွန်တော်တို့အနေနဲ့ကတော့ဒါထောင်ချောင်းတစ်ခုလိုပဲမြင်တယ်လက်ကွက်တစ်ခုလိုပဲမြင်တယ်ပေါ့နော်အကြံဖက်စီအုပ်စုကဒါစေတနာကောင်းတဲ့မြန်မာပြည်သားတွေကိုအေးအေးဆေးဆေးပေးပြလာတာမဟုတ်ဘူးအထောင်ချောင်းတစ်ခုနေတော့နောက်ပြန်ထွက်တာနဲ့ဟိုဟိုနေဆက်မှာပိတ်လိုက်တာတို့အိမ်မှာပဲလာပြီးတော့ဝင်ပြီးတော့လူငယ်လူရွယ်တွေဆိုရင်စစ်မှုတမ်းဥပဒေအတွက်ခေါ်ဝါတာတို့မျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကတော့ဒါမပြန်ဖို့ဟိုဟိုမတွားကြဖို့ပြောထားတယ်ထိုင်းအလို့သမားဝင်ကြီးဌာနအနေနဲ့လာအိုမြန်မာကမ္ဘောဒီးယားသုံးနိုင်ငံက ဝော့ပါမင်နဲ့ဗီဇာရရှိထားတဲ့ရွှေပြောင်းလူသမားတွေဟာတကြံကာလာတွင်နေရပြန်လူပါက re-entry permit လျှောက်ထားစရာမလိုနိုင်ငံအဝင်ထွက်အိမ်ပြန်နှုန်းထုစရာမလိုပဲ April 10ရက်နေ့ကနေမေလ15ရက်နေ့ထိကင်းလွတ်ခွင့်ပေးမယ်လို့ဆိုပါတယ်ဒီလိုခွင့်ပြုပေးထားတဲ့အတွက်ပြည်ရင်းကိုလူငယ်လူရွယ်တွေအလုံးအင်းနဲ့ပြောင်းဝင်လာနိုင်ပေမဲ့ခွင့်ရပြည်လို့ပြည်ပကိုပြန်ထွက်မယ်ဆိုရင်စစ်ကောင်စီလက်အောက်ခံလူသမားဝင်ကြီးဌာနကချမှတ်ထားတဲ့စည်းကမ်းတွေကြောင့်ပြည်တွင်းမှာပဲပိတ်မိသွားနိုင်တယ်လို့ ပြည်ပလောက်ကိုင်းရှာဖွေအေဂျင်စီလုပ်ငန်းရှင်တို့က AR ကိုမှတ်ချက်ပြုပါတယ်။ဒီချင်းဆိုရင်အလုပ်သမားတွေကအိမ်ပြန်လိုက်ရပြန်ထွက်လိုက်ကြနေပေါ့။ခိုင်းဘက်ကလည်းဒါကိုသိပါတယ်။ဒါကြောင့်လည်းအခွင့်အရေးပေးတယ်။ဒါပေမဲ့16နှစ်နဲ့35ကြာညှိတဲ့လူငယ်တွေကတော့အဆင်ပြေမှာမဟုတ်ဘူး။သူတို့နေရတွေမှာစစ်မှုထမ်းစရင်ပေါက်နေတယ်ဆိုရင်ပြန်ထွက်လို့ရမှာမဟုတ်ဘူး။အဲဒါကြောင့်လူငယ်တွေကိုမှားကျင်တာကတော့ပြန်လာဖို့စိတ်တောင်မကူးပါနဲ့လို့အကြံပြုချင်ပါတယ်။ဒီဘက်မှာဝင်သွားပြီးရင်ခက်ခဲတွေရှိတယ် စစ်ကောင်စီဩစာခံအလို့သမားဝင်ကြီးဌာနဟာဇန်နဝါရီလ30ရက်နေ့မှာစစ်မှုထမ်းဥပဒေမှာအကျုံးဝင်တဲ့အသက်16နှစ်ကနေ35နှစ်တွင်အမျိုးသားတွေကိုပြည်ပအလုပ်လုပ်ကိုင်ထွက်ခွာခွင့်မပြုတော့သလိုပြည်ပအလုပ်ကိုင်အလို့သမားတပ်တေကံက OWIC ကပြုလုပ်ခွင့်တွေကိုလည်းပိတ်ထားပါတယ်။ဒါပြင် passport PG ကန်ဆောင်ထားတဲ့အမျိုးသားတွေဟာပြည်ပကိုထွက်ခွာမယ်ဆိုရင်စစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနစီမှာခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး ခွင့်ပြုချက်ရရှိရသူတွေကသာပြည်ပကိုထောက်ခွာခွင့်ရရှိမယ်လို့လည်းထုတ်ပြန်ထားတဲ့အတွက်ပြည်ပထောက်ခွာအလုပ်လုပ်ခွင့်စောင့်ဆိုင်နေသူ၄တောင်းဝင်းကျင်ရှိနေကြအောင်အလုပ်သမားတွေရောအေဂျင်စီတွေပါထိခိုက်နှစ်နာဆုံးရှုံးမှုတွေရှိနေပါတယ်ဒီခက်ခဲတွေကိုအလုပ်သမားဝင်ကြီးဌာနဟာမျက်ကွယ်ပြုထားသလိုစစ်ကောင်စီကလည်းအင်အားချိနဲ့နေတဲ့သူတို့ရဲ့စစ်တပ်မှာစစ်တီအင်အားဖြည့်တင်းမှုနဲ့စစ်အုံကြီးရရှိရေးအတွက်ပြည်ပရောက်အလုပ်သမားတွေစီကအခွန်ကောက်ခံရေးကိုသာဦးစားပေးဆောင်ရွက်နေရဖြစ်တယ်လို့ အလုံသမားကူညီဆောင်ရွက်သူတွေကပြောပါတယ်။အဲပြီးတော့လက်ရှိချိန်ကလည်းထိုင်းရောက်မြန်မာလူသမားတွေကဗီဇာတက်တန်းတွေဝက်ဖာမေးတက်တန်းတွေကုန်နေတာဖြစ်တဲ့အတွက်ဒီချိန်ကာလရာမရေမရာအချိန်တွေမဟုတ်လို့ဟိုကျွန်တော်တို့ကမပြောင်းရင်ဖို့တိုက်တွန်းတာပေါ့နော်။အေးကျန်ကျန်တဲ့ကိုယ်နိုင်ငံတော်လိုင်းအောင်မြင်သွားတဲ့နေ့တွေပြန်လို့ရပါတယ်။အေးဟိုစားအေးကျန်တဲ့ပုံစံနဲ့ပြန်လို့ရတယ်။အခုနေသားကတော့ဒီစစ်မှုလမ်းဥပဒေနဲ့ရှုပ်ထွေးနေတဲ့ချိန်မျိုးမှာဒီချိန်ဗမာပြည်ပြန်လာကတော့ဟိုမပြန်လန်းအောင်သွားလာလို့ပဲကျွန်တော်တို့ကတော့ဟိုတတ်မှတ်တယ်ပေါ့နော်။တကြံကာလဗီဇာကင်းလို့ခွင့်ဟာ 2025ခုနှစ်ဧပြီလ10ရက်နေ့ကနေမေလ15ရက်နေ့ထိဖြစ်တဲ့အတွက်မေလ15ရက်နေ့နောက်ပိုင်းထိုင်းနိုင်ငံအတွင်းပြန်ဝင်ရောက်တဲ့သူတွေကိုတော့ရက်လွန်ကြီးတတ်မှတ်နှုန်းတိုင်းကောက်ယူသွားမယ်လို့သိရပါဗျ။လရှိချိန်မှာတော့ဘလို့နိုင်ငံကူးလက်မှတ်အမျိုးအစားကန်ဆောင်ထားသူမျိုးအသက်16နှစ်ကနေ35နှစ်ကြားအမျိုးသားလူငယ်တွေဟာလေးစိတ်မှာအကြောင်းပြချက်မျိုးစုံတင်းကျပ်မှုမျိုးစုံနဲ့ထောက်ခွာခွင့်တွေကိုပိတ်ပင်တားမြစ်ခံနေရပါတယ်။ ရန်ကုန်နယ်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွေစီကိုစစ်မှုရန်စီရင်အကျုံးဝင်သူတွေရဲ့နာမည်စီးရင်ပို့ထားတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အေယာဝရီအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။